အားလုံးပဲမင်္ဂလာပါခင်ဗျာကုမ္ပဏီကနုမညာကားစီဆန္ဒနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်တို့စီမှာအတိတ်ထမှန်ရောက်ရှိတဲ့ကားလေးနဲ့အတူဒူမေးများဆုံးကားလေးတွေဖြစ်ကြတယ်36ကကျော်3900ကျော်တဲ့ကားလေးများကိုလိုက်လံပြီးတော့မိတ်ဆက်ပြီးမှာပဲဖြစ်ပါတယ်ဟုတ်ဗျမိတ်ဆွေတို့အနေနဲ့အရင်ဆုံးဒီရှင်းမှာမြင်တွေ့နေတာကတော့ကျွန်တော်တို့ Nissan Edivan ကားလေးပဲဖြစ်ပါတယ်ဒီကားလေးကဆိုတော့ကျွန်တော်တို့မနေ့ကညနေရမှာအတိတ်ထမှန်ရောက်ရှိတဲ့ကားလေးဗျ engine power 1300cc နဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာကြောင်ချိုက်မဲ့ဇီလုံးလေးအနေနဲ့ကလည်းကျွန်တော်36ကျော်လေးမှာနှိမ့်နိုင်ပြီးတော့ရောင်းချိုက်မှာပဲဖြစ်ပါတယ် ဒါကကျွန်တော်တန်ရှင်းတော့အခုမှသေချာလေးပြန်လုပ်နေရပါတော့။မနေ့ကညနေမှာကြောက်တဲ့ကားလေးမို့လို့တော့ဒီဘက်ဘေးမှာဆိုရင်တော့ကျွန်တော်တို့လူမင်းများဆုံးကားလေးဒီစီဖြစ်တယ် Honda Fit Jesus လေးကျွန်တော်စီမှာ Honda Fit Jesus ဆိုရင်နှစ်စီးရှိတာပေါ့နော် Saver လေးနဲ့အပြူအောင်လေးတော့ဒါလေးကတော့အပြူအောင်လေးတစ်စီးတာကြာမှာတော့တယ်။ Morey ကလည်း2008 Engine Power 1300cc နဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ 1F ကရန်ကုန်လိုက်ရှင်အပြူအောင်ပေးရကြတဲ့မိတ်ဆွေများတော့လည်းအပြူအောင်လေးလည်းဖြစ်တယ်ဗျာနော်။ဟုတ်ကဲ့ဗျကျွန်တော်နောက်ထပ်အနောက်မှာဆိုရင်လည်း တိုတာရက်တလီတော့နေနေရဲရဲလေး3900ကျော်မှရရှိမဲ့ကားလေး2008မော်ဒယ်အင်ဂျင်ပါဝါအနေနဲ့က1300စီစီနဲ့ရရှိမဲ့ရောင်းချမဲ့ဇီနွန်လေးအနေနဲ့ကလည်းကျွန်တော်3900ကျော်လေးမှညှိနှိုင်းပြီးတော့ရောင်းချပြီးမှာပဲဖြစ်ပါတယ်ခင်ဗျာတိုတာရက်တလီကျွန်တော်ခေါင်မြင့်မြင့်ပြီးပေါင်းလေးပြန်တော့ကျွန်တော်ဒီပပေးမှာဆိုလေဖုန်သုံးကန်းကားတွေကအမေးများကြတဲ့မိတ်ဆွေများတို့ပေါ့နော်။တော့ Chocolate Orlando လို့ကျွန်တော် brand လေးမြင်ရမယ်။ဖုန်သုံးကန်းလေးစီးကျင်နေဆိုရင်မိတ်ဆွေများတို့ပေါ့နော်။ Chocolate Orlando မော်ရယ်ကြီးအနေနဲ့မော်ရယ်2019အင်ဂျင်ပါဝါ1800စီစီနဲ့ရရှိမဲ့ဓာတ်ဆီကားလေးပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်း36ဝါကျော်လေးမှမှာ EV ကားကိုစီးကျင်ရတယ်ဆိုရင်မိတ်ဆွေများတို့ပေါ့နော်။ဟုတ်တိုင်ရန် EV လေးရှိမယ်ဗျ။ 5S ကိုမှ MP1 license နဲ့ရရှိမယ်။မော်ရယ်ကြီးအနေနဲ့မော်ရယ်2023နဲ့ရရှိမယ်ဗျ။ train နေနေရတော့ကျွန်တော်တို့30 km မိုင်နဲ့တွက်မယ်ဆိုတော့မိုင်နဲ့ရတော့ဒီမောင်းနေနိုင်တဲ့ကားမျိုးစားပဲဖြစ်ပါတယ်။ဒါတော့36ဝကျော်မှာဝယ်ရရှိနိုင်မယ့် EV ကားလေးပေါ့နော်။ တော့ဒီအနောက်မှာဆိုရင်လည်း Toyota Better တွေကအမေးများကြတဲ့မိတ်ဆွေများတို့2009 model တုံး 1G ရန်ကုန်လိုင်းရှင်တော်တော်လေးလှတယ်အတွင်းကလည်းတော်တော်လေးတန့်တယ်အပြင်ကလည်းတော်တော်လေးတန့်တယ်ပြတော့လုံးဝပြောစရာမရှိအောင်လှတဲ့ကားလေးအတိတ်ထမှန်ရောက်ရှိတာတယ်ဘတ်တာလေးကဆိုတော့ရောင်းချမဲ့ဇီလုံးလေးအနေနဲ့က3800ကျော်မှညှိနှိုင်းပြီးတော့ရောင်းချပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ကျွန်တော်တို့ဒီပြတင်းညွတ်မတိုင်ခင်ကမှရောင်းအားအများဆုံးကားလေးဖြစ်တဲ့ Toyota Effort လေးနှစ်စီးတာကြာမှာတော့ကျွန်တော် Toyota Effort လေးဆိုရင်ကျွန်တော်တို့စီမှာဒီခီးမတော်ခင်ရတော်တော်များများ အကြောင်းဝယ်လေးများတယ်နော်ကျွန်တော်ဒီတိုတာ effect လေးဆိုရင်မော်ရီယာအနေနဲ့နှစ်စီးလုံးက2000မော်ရီအင်ဂျင်ပါဝါကလည်း 2400cc 2ဝီတွေနဲ့ပဲရရှိမဲ့ကားမျိုးစားတွေပဲပါတယ်ခင်ဗျာဒဇီယာ 4S ဒဇီယာ 6E ရန်ကုန်လိုင်းစင်ကျွန်တော်ဒီနှစ်စီးလုံးကိုရောင်းချက်မဲ့ဇင်းလုံးလေးအနေနဲ့က 4S layer ဆိုတော့ကျွန်တော်တို့1100ကျော်မှညှိနှိုင်းပြီးတော့ရောင်းချက်မှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ပေးက6 E layer ဆိုတော့ကျွန်တော်1200ဝန်းကျင်မှာညှိနှိုင်းပြီးတော့ရောင်းချက်ပြီးမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြဒါလေးကတော့ကျွန်တော်စီမံရှိရရှုံးနံပါတ်1မှာရှိတယ်ကားလေးကြီးဂျပန်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြကျွန်တော်တို့ဒီရှုံးနံပါတ်1မှာဘလိုကားမျိုးလေးရှိနေလဲဆိုတော့လိုက်လံမျိုးကြည့်ရှိပြီးပါအောင်ဗျဟုတ်ပြဒါလေးကတော့ကျွန်တော်တို့ရှုံးနံပါတ်1လေးပဲဖြစ်ပါတယ်ကျွန်တော်ရှုံးနံပါတ်1ထဲမှာဆိုရင်တော့ကျွန်တော်ပုံမှန်အတိုင်းပါနော် brand new 0 kg ကားတွေပြီးတော့လည်းအပမမြင့်ကားတွေအများဆုံးထားရှိရရှုံးလေးပါနော်ဒါပေမဲ့အခုမှတော့ကျွန်တော်တို့ကားလေးတွေလည်းအတိအထမှန်ရောက်ရှိရတဲ့အတွက်ကြောင့်မလို့ဘာကားလေးရှိမလဲဆိုတော့လိုက်လံမျိုးကြည့်ရှိပြီးပါအောင်ဗျ ဟုတ်ပြီကျွန်တော်ဒီရှင်းမှာဆိုရင်တော့မေဆူလိုအနေနဲ့အရင်ဆုံးမြင်တွေ့နေတာကတော့ကျွန်တော်တို့တိုတာ ground လေးကျွန်တော်2000မိုတွေနဲ့ရရှိပြီဗျကျွန်တော်တို့ 3G ရန်ကုန် license ကျွန်တော်ညင်ညင်ညောင်းနဲ့စီးကျင်နေဆိုရင်မေဆူမြတ်တော်တော်လေးအဆင်ပြေတယ်ဗျရောင်းချမဲ့ဇင်းလုံးလေးအနေနဲ့ရတယ်ကျွန်တော်တို့3100ကျော်မှညီနိုင်ပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်းတိုတာ rush 2018မိုတွေ engine power 1500cc နဲ့ရရှိနေကားဗျနော်ကျွန်တော်တို့တိုတာ rush ကလည်းလူမေးများဆုံးကားတစ်စီးထဲမှာပါတယ်ဗျ ဟုတ်ကဲ့ကျွန်တော်ဒီဘက်အနောက်မှာဆိုရင်တော့ကျွန်တော်တို့ SUV ကောင်းမှာကျွန်တော်တို့ပေါ့နော် SUV ကောင်းမှာကားအကြီးလည်းမရှိသေးဘူးကျွန်တော်အဝိုင်းမြင့်မြင့်လေးလည်းစီးကျင်နေဆိုရင်မေရှင်များအတွက် Volvo V5 တို့ကြမော်ဒယ်ကြီးကနေမော်ဒယ်2018နဲ့ရရှိမယ်နံပါတ်အလှလေးကျွန်တော်တို့ 5G 632ပေါ့နော်ရောင်းချမဲ့ဇင်လုံးလေးအနေနဲ့ကလည်းကျွန်တော်တို့3200ဝန်းကျင်မှာနှိမ့်နိုင်ပြီးရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဘက်မှာဆိုတော့အတိတ်ထမှန်ရောက်ရှိတာတိုတာဂလူကလေးရှိမယ်ဗျမော်ဒယ်ကြီးကနေလေမော်ဒယ်2002ဖြစ်မယ် အင်ဂျင်ပါဝါ2400စီစီနဲ့ရရှိမယ်အပေါ် TV ဒီပြနော်ဒါလေးကတော့ Toyota Fluga တို့နေဝေးမှာလည်းသုံးရင်လည်းအဆင်ပြေတယ်ကျွန်တော်တောင်ပေါ်မှာလည်းသုံးရင်လည်းအဆင်ပြေတယ်ပြနော်တို့ဒီမှာဆိုရင်လည်းကျွန်တော်တို့ Harvey တဲ့ကမိသားစုနဲ့မိတ်ဆွေများတော့ပေါ့နော် Harvey X6 ဆိုတဲ့ကားရှိမယ် Model Y အနေနဲ့ Model 2021 Engine Power 15ကိုမှတာပေါ်နဲ့ရရှိမယ်ကားမျိုးစားပြနော်ဟုတ်ကဲ့ပြကျွန်တော်ဒီဘက်ပြီးမှဆိုရင်လည်း GAC brand နဲ့ကမိသားကြတဲ့မိတ်ဆွေများအတွက် GAC GS7 ဆိုတဲ့ကားရှိမှာပြ မော်ဒယ်2018 engine power 2.0မှာတာဝန်နဲ့ရရှိမဲ့ကားမျိုးစားပြတော့ JC ကတော်တော်လေးကိုကြွားတယ်တော်တော်လေးလည်းမာကျုံးမှုရှိတဲ့ China brand နဲ့မှာမှာတော့ဒီမှာဆိုလေ forward zone car ဆိုကျွန်တော်တို့ရှိမှရွေးချယ်စရာ၄စီးလောက်ရှိတယ်ဗျာနော် forward zone T77 Pro car လေးရွေးချယ်စရာ၄စီးရှိမယ် forward zone ဆိုရင် China brand တစ်စီးဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ရှိမှဘောနော်အမ်မော်လမန်ဘက်ကလူတွေရေဘက်ကလူတွေတောင်ကြီးဘက်ကလူတွေအဝယ်များတဲ့ကားမျိုးစားပြတော်တော်လေးကိုမာတယ်ကားကျိုးကလည်းဒီဘက်ကကားလေးကတော့နံပါတ်လေးတော့ထွက်ပြီးသားကီလိုလေးကတော့ကျွန်တော်တပေါင်းဆူဆူလောက်တော့ရှိမယ်ဗျ 1300ကီလိုမီတာရှိမှာဗျာเนาะကျွန်တော် CS ကိုမှရန်ကုန် line စနဲ့ဝန်ချိုက်မဲ့ဇီနိုလေးအနေနဲ့ရလဲကျွန်တော်3500ကျော်မှာညီနိုင်ပြီးတော့ရောင်းချိုက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ဗျာကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်းအတစ်ထက်မှန်ရောက်ရှိထားတယ်4 version နဲ့ဒီကားလေးဆိုလုံးဝအတစ်တိုင်းနီးပါးလေးပဲ 9S လေးဗျာ 9S ကိုမှရန်ကုန် line စနဲ့ရရှိမယ်ကျွန်တော် Titanium color လေးနဲ့ color လေးအနေနဲ့ရလဲတော်တော်လေးလှတယ်ဗျာကီလိုလေးရလဲကျွန်တော်တို့1500ကီလိုမီတာလောက်ပဲရှိသေးတယ်ဗျာ ဟုတ်ပြီကျွန်တော်ဒီဘက်ပြမဆိုရင်တော့ brand new 0 kilo car စီးခြင်းလေဆိုရင်မိတ်ဆွေများတော့ပေါ့နော် brand new 0 kilo car လေး3စီးဒါလေးကတော့ forbusion model 2025နဲ့ရရှိမယ်0 kilo ဝယ်ယူသူမျိုးပေါ့နောက်ဆုံးနံပါတ်ကျွန်တော် yangon license နဲ့ရရှိမယ် car လေးတွေပြဒါကတော့0 kilo brand new 2025 model ဒီဘက်ပြရဆိုရင်တော့ကျွန်တော်0 kilo brand new ဒါလေး2025 model ပဲပြရနော်ကျွန်တော်ဒီဘက်ပြမဆိုရင်တော့ကျွန်တော်တို့ downfan dfk fairgon 600ဆိုတဲ့ car ရရှိမယ် downfan လေးဆိုလဲကျွန်တော်တို့စီမှာ2စီးရှိရတယ် အခုဆိုတော့ကျွန်တော်တို့တစည်းပဲကြံတော့မယ်เนาะကျွန်တော်အစအဖြူအောင်လေးတစည်းကရောင်းထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီမတီအနက်ရောင်လေးတစည်းသာကြံမာတော့တယ်ဒါတော့ထောင်ဖန် DF Cafe ကို600 0 kg ဝယ်ယူသူပြီးတော့နောက်ဆုံးနံပါတ်နဲ့ရရှိမယ်ကားဗျဟုတ်ကဲ့ဗျဒါလေးကလည်းကျွန်တော်တို့ show room နံပါတ်2 channel number 2ထဲမှာရှိတဲ့အောက်ပိုင်းမြင့်မြင့်ကားတွေကျွန်တော်တို့ပြီးသွားရင်လည်းအစ်တထမှန်ရောက်ရှိကြတဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျကျွန်တော်တို့စီမှာကားလေးတွေကိုလိုက်လံပြီးတော့ ဟုတ်ကဲ့ဗျကျွန်တော်အခုပြသသွားတဲ့ကားလေးတွေကိုမိတ်ဆွေတို့အနေနဲ့ကြိုက်နှစ်သက်လို့လာရောက်ဝယ်ယူခြင်းနဲ့ဆိုတော့ကျွန်တော်ကိုမွန်ကန်တို့မြညာကားစစ်စင်တာမှာမျက်မြင်ကြည့်ရှုလာရောက်ဆက်ဆက်ပြီးဝယ်ယူနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ